အားလုံးပဲမင်္ဂလာပါရှင် Freedom for Future Channel မှာကြိုဆိုလိုက်ရပါတယ်ရှင် အခုတခါတင်ဆက်ဖတ်ပြမှာကတော့စာရေးဆရာမော်ရီရှားရဲ့လူသဘော လူမနောစာအုပ်ထဲကဆောင်းပါးတူလေးပဲဖြစ်ပါတယ်ရှင်ဆောင်းပါးကောင်းစဉ်ပင်ကိုစိတ်တဘာဝနိယာမှာ ူမှန်ရင်လူတကူစိတ်နှမျိုးနဲ့ရှင်သန်နေကြရတယ်။တစိတ်ကနားလေတိတက်မှုရှိပြီး လက်တွေ့ဆန်တယ်။နောက်တစိတ်ကမြောက်စိတ်လိုပဲလက်တွေ့မကြဘူး။တွေးချင်ရတွေးလှုပ်ချင်ရလှုပ်ပျော်မယ်ဆိုကဲပြစ်လိုက်တယ်။ငိုမယ်ဆိုဖြဲကနေပဲ။ဘာကြောင့်ရဲ့မသိဒီစိတ်ရှိနေတယ်။ဘလို့ဖြစ်မှန်းလဲမပြောနိုင်။ဒီစိတ်ကိုမလွန်ဆန်နိုင်ဘူး။ကိုစိတ်နဲ့ကိုဆိုပေမဲ့ ကိုစိတ်မှဟုတ်ရဲ့လားလို့မေးချင်စရာဖြစ်နေတယ်။ဖြစ်ချင်တာကတမျိုး တွေးမိတာကတလွဲကို့အတွေးနဲ့ကို ပြန်တိုက်ခိုက်နေရတာမျိုး မတွေးချင်တော့တွေးမိမဖြစ်ချင်တော့ဖြစ်နေမိတတ်ကြတယ်။စိတ်ခံစားချက်နဲ့ပတ်သက်လာပြီးအခြေခံကြကြသဘောပေါက်သွားအောင် စိတ်ခံစားချက်ဆိုင်ရာ စင့်ကဲဖြစ်စဉ်ကို မဖြစ်မနေသိထားဖို့လိုပါတယ်။ညှ့ ရှင်တန်ရည်တီတာပဒါနာဆိုတဲ့မွေးရာပါညီကိုတက်ရှိတိုင်းမှာတွေ့နိုင်တယ်။ဒါကလည်းနှစ်ပေါင်းတန်းတဲ့ချီပြောင်းလဲတိုးတက်လာခဲ့တဲ့စင်ကဲဖြစ်စဉ်ကြောက်ပါ။ပဝန်းကျင်မှာအန်ရရှိနိုင်တယ်လို့အာယုံခံမိတဲ့မွေဟာစကန့်ပိုင်းအတွင်းအဲ့ဒီနေရာကနေထွက်သွားဖို့လုံတက်တယ်။စေဆော်မှုနဲ့လှုပ်ရှားမှုအကြားမှာ အချိန်ယူလိုက်ရတာမျိုးလည်းမရှိဘူး။လှင်တယ်ချက်ချင်းပဲ။ အာယုံတချို့တရိတ်ဆန်တွေကြတော့မွေလို့မဟုတ်ဘူးနှေးတယ်အန်ဒီယေကိုအာယုံခံနေမိလျက်သားနဲ့ချက်ချင်းတုတ်ပြန်မှုမရှိဘူးခံစားနေမိတဲ့အာယုံကငိုထပ်ပို့ပြီးကြီးကျယ်လာတယ်အချိန်ယူလာတယ်အဲ့ဒီအာယုံရဲ့ဆိတ်ဆော်မှုကြောင့်မတေချာမှုဖြစ်လာပြီးကြောက်စိတ်အားကောင်းလာတယ်တုတ်ပြန်ဖို့အတွက်စိတ်ခွန်အားလျော့သွားတယ် နောက်ဆက်တွဲအစောပိုင်းကတော့မသိမှုမမြင်မှုနားမလည်မှုကြောင့်အာယုံတက်တက်နဲ့အန်ဒီရဲ့တစ်ခုအပေါ်ကြောက်စိတ်ထားမိတယ်။ဒါပေမဲ့စိတ်ပိုင်းဖြစ်မှုအားနေတဲ့အတွက်ကြောက်စိတ်အတိုင်းအတာက တိုးမြင့်လာပြီးယွန်းစိတ်နဲ့အတူ အခြေအနေအပေါ်တုန်လှုပ်မှုတွေ ရှိလာတယ်။အန်ဒီရဲ့ရှိမှုအပေါ်အာယုံကြီးလာတာနဲ့အမျှတုတ်ပြန်မှုနှေးကွေးတဲ့တရိတ်ဆန်ရဲ့အလှုပ်ရှားမှုတွေအလုံးမူမမှန်တော့ဘူး။ အလှင်တတိစိတ်ပျောက်သွားတဲ့အတွက်ကမူးထူးယူဖြစ်သွားတယ်ကြောက်စိတ်ရဲ့စိတ်ဆော်မှုကြောင့်အာယုံထွေပြားသွားတယ်အန်ဒီယေကနေလွမြောက်နိုင်ဖို့ကြိုးစားတာထက်အန်ဒီယေကိုကြောက်နေတာနဲ့တင် အချိန်ကုန်သွားတယ်နှေးကွေးတဲ့အာယုံထွေပြားမှုကြောင့်ဇီဝညံမတုံးမကြနိုင်တော့ဘူးစိတ်ခံစားချက်အတွက် အလှင်ကအချက်ပဲအလုံးလုံးပုံ လူဆိုတာဆက်ဆံရေးတရိษံဖြစ်တယ်ဆက်ဆံရေးတရိษံအတွက်လှုပ်ဆော်မှုနဲ့ခံစားချက်တွေကအင်မတန်အရေးပါတယ်ဒီဖြစ်စဉ်နှစ်ရက်မှာ မရှိဘဲပေါင်းတင်ဆက်ဆံရေးဆိုတာမရှိနိုင်ဘူးအော်ကြီးဟစ်ကျဲအတန်မျိုးတွေစက်တီမွေးညင်းထပြီးသပင်ထိုးသွင်းသွားတာမျိုးတွေက အမျက်ဒေါသထွက်တာကိုပေါ်ဆောင်တဲ့အပြုအမူတွေပါဘေးအန္တရာယ်ရှိလို့တတိပေးတဲ့အနေနဲ့သို့မဟုတ် တုတ်ပြန်လိုက်မိတာမျိုးလည်းဖြစ်နိုင်ပါတယ်။နေပုံထိုင်ပုံသွားပုံလာပုံ ပြောပုံဆိုပုံတွေအလိုက်အာယုံတစ်ခုခုပေးတာမျိုးကနေအမူအရာအမျိုးမျိုးလောက်တာတွေကလိန်ဆန္ဒကို ထုတ်ဖော်ပြတာမျိုးဖြစ်ပြီး အကြောင်းကိစ္စရဲ့တစ်ခုခုအတွက်အမူအရာအပြုအမူကနေတဆင့်အသိပေးတာမျိုးလည်းဖြစ်ပါတယ်။ခံစားချက် အာခွဲရှာပြဲအောင်ငူပြီးမိခင်ဖြစ်သူရဲ့ဂိယူဆိုင်မှုကိုတောင်းဆိုတာမျိုး မျက်နှာချို့သွေးခေါင်းငဲ့ပေးပြီးဖခင်ဖြစ်သူရဲ့ချစ်ချင်းကိုချွဲနှဲ့တောင်းဆိုတာမျိုးတွေအားလုံးကလှုပ်ဆော်မှုနဲ့ခံစားချက်တွေကြောင့်ဖြစ်လာတာပါတတဝါတိုင်းဒီဖြစ်စဉ်တွေနဲ့ရှင်သန်နေကြပါတယ်အထူးသဖြင့် no type တတဝါ primate တွေမှာပိုရှုပ်ထွေးပြီးနက်နဲတဲ့အာယုံဖြစ်စဉ်တွေရှိတယ်ရှုပ်ထွေးခြင်း ချင်ပန်စီမြောက်တွေဆိုရင် လူသားတွေလိုပဲမနာလိုစိတ်ဂလဲ့စာစိတ်ပူပန်ကြောင်ကြားစိတ်စတဲ့ရှုပ်ထွေးတဲ့စိတ်အာယုံခံစားချက်တွေရှိကြတယ်အဲ့ဒီလိုရှုပ်ထွေးနှံ့နေတဲ့ခံစားချက်အာယုံဖြစ်စဉ် သဘောတဘာဝတွေကြောင့်တရိတ်ဆန်ရော လူသားတွေမှာပါ မတူညီတဲ့ပေါင်းတင်ဆက်ဆံရေးဆိုင်ရာစနစ်တွေရှိလာတယ်။ဘာသာစကားဓလိထုံနှံအစဉ်အလာတွေတီထွင်ကြံဆလာနိုင်တယ်။အစဉ်မြင့်တဲ့တွေးခေါ်မျှော်မြင်နိုင်စွမ်းတွေရှိလာတယ်။အုံနောက်အာယုံအုံနောက်အာယုံကျောဆိုင်ရာပညာရှင်တွေရဲ့နောက်ဆုံးတွေ့ရှိနားလည်ချက်တွေအရာ ဆင့်ကဲဖြစ်စဉ်ကြောင့်အစင်းမြင့်သွေးနွေနှိုးထိုက်တော်ဝါတွေရဲ့အုံနောက်ဟာ အစိတ်အပိုင်း၃ခုနဲ့တိဆောက်ပြီးသားဖြစ်သွားတယ်။ရှေးအကြဆုံးမူလအုံနောက်အစိတ်အပိုင်းဟာခန္ဓာကိုယ်သွာလာလှုပ်ရှားမှုကိုတာဝန်ယူထားပြီးသွေးအေးတွားသွားတဲ့ဝါကို အခြေခံတဲ့အုံနောက်ဖြစ်တယ်။ဗီဇဇရိုက်တကံနဲ့နားလေမှုတိတက်မှုစတဲ့အခြေခံစိတ်ခံစားချက်တွေကို ဖြစ်စေနိုင်တာက နိုတိုင်းတတဝါကိုအခြေခံတဲ့အုံနှောက်ဒုမဟုတ်အတွင်းပိုင်းအကြဆုံးဖြစ်တယ်။စေဆော်မှုလှုပ်ဆော်မှုတိုက်တွန်းမှုခံစားမှုတွေရဲ့ဇစ်မြစ်ပါ။အားလုံးထဲမှာမှအစင်မြင့်ဆုံးတိုးတက်မှုကလူအုံနှောက်ရဲ့တဝက်နီးပါးနေရာယူထားတဲ့အထက်ပိုင်းဥခုံဥနှောက်ဖြစ်တယ်။ ဒီအုံနောက်ကြောင့်လူစိတ်လို့တတ်မှတ်တဲ့အတိဆိုတာဖြစ်လာတယ်ဒီအုံနောက်ကိုအခြေခံပြီးအစင်းမြင့်သတ္တဝါတွေမှသာရှိပြီးဘာသာစကားပြောဆိုဆက်ဆံခြင်းနဲ့ရှုပ်ထွေးတဲ့ယဉ်ကျေးမှု အစဉ်အလာထုံးတမ်းတွေကိုနားလည်စေနိုင်တယ်စိတ်စိတ်ပတ်ဝန်းကျင်နဲ့ထိတွေ့တိုင်းအတိတတိရှိအောင်လှုပ်ဆော်ပေးတဲ့ ရုပ်ပိုင်းဆိုင်ရာဖြစ်စဉ်ကိုစိတ်ခံစားချက်တွေလို့ခေါ်တယ်။အဲ့ဒီလှုပ်ဆော်မှုစိတ်ခံစားချက်တွေကိုစိတ်အာယုံတွေလို့လည်းခေါ်နိုင်တယ်။စိတ်အာယုံတွေဖြစ်တိုင်းမှာဓာတုဘာဝတုတ်ပြန်မှုနဲ့အထီအတွေ့ဆိုတာတွေဖြစ်လာတယ်။စိတ်အာယုံတုတ်ပြန်မှုကြောင့်အထီအတွေ့ကိုရလာပြီးအဲ့ဒီတိမှုကြောင့်ဉာဏ်ဆိုတာဖြစ်လာတယ်။အတိ မတူညီတဲ့အုံနှောက်ရဲ့လှုပ်ဆောင်မှုတွေအကြားမှာစိတ်အာယုံတွေက အမြဲတမ်းတပြေးညီတသားတည်းမဖြစ်ပါဘူးဆိုလိုတာက ခံစားချက်ရဲ့လှုပ်ဆောင်မှုကို တုံ့ပြန်တဲ့အနေနဲ့အာယုံတစ်ခုခုဖြစ်လာတိုင်းအတိညာအဖြစ်သတ်မှတ်လို့မရပါဘူးခံစားချက်တစ်ခုဖြစ်တိုင်းအဲ့ဒီခံစားချက်တစ်ခုကိုမူတည်ပြီးနောက်ဆက်တွဲဖြစ်လာရတဲ့စိတ်အာယုံတွေက မတူညီတဲ့အုံနှောက်အစိတ်အပိုင်းရဲ့တုံ့ပြန်မှု အလင်အလိုက်တိမှုအမျိုးမျိုးဖြစ်နိုင်တယ်။ဆင့်ကဲအာယုံ မနာလိုစိတ်ဆိုတာကအာယုံတစ်ခုတည်းဖြစ်စေနိုင်တဲ့ခံစားချက်မျိုးမဟုတ်ဘူး။ဒေါသစိတ်၊ယွံမုန်းစိတ်၊မကြည်နပ်စိတ်၊အခဲမကြည်စိတ်၊အလိုမကျစိတ်အာယုံတွေအများကြီးဆင့်ကဲဖြစ်နိုင်တယ်။ဒါကြောင့်စိတ်ထဲဖြစ်လာသည်မှခံစားချက်တိုင်းတသမတ် ထဲမဟုတ်ဘူးစိတ်နေစိတ်ထားကို စိတ်ဆော်ပေးတဲ့အကြောင်းအရင်းနဲ့ဆိုင်တယ်အာယုံမှာတုတ်ပြန်မှုဖြစ်လာတိုင်းခံစားချက်အစစ်မဟုတ်ဘူး ग्वा ကြတဲ့သဘာဝ ဒါကြောင့်ပေါင်းတင်ဆက်ဆံရေးဆိုတာကွာကြတဲ့အလုပ်ဖြစ်သွားတယ်ဆိုလိုတာတမျိုးထင်မိတာကတခြားဖြစ်ကုန်တယ်စေတနာကိုနားမလဲသဘောမပေါက်တော့တလွဲဖြစ်ပြီးမှားကုန်တယ်ခံစားချက်တွေစိတ်နေစိတ်ထားတွေဆိုတာအင်မတန်နားလေရာခတ်တယ်အချိန်ပြည့်ပြောင်းလဲနေတတ်တဲ့လှုပ်ဆော်မှုသဘာဝကြောင့်လွယ်မယောင်နဲ့ခတ်တဲ့အလုပ်ဖြစ်နေတယ် စိတ်ရဲ့အခရာကြဘုံရှင်းရှင်းပြောရရင် စိတ်ခံစားချက်တွေအပေါ်ဘယ်သူမှထိမ့်ချုံနိုင်စွမ်းမရှိဘူးတရိษံအတွက်ခံစားချက်ဆိုတာဘိုင်ဝါဖို့စူးစမ်းနေရတာထက်အရေးမကြီးနိုင်ဘူးဒါပေမဲ့လူအတွက်ကြတော့ခံစားချက်ဆိုတာကရှင်သန်နေထိုင်ရေးအတွက်အခရာကြနေတယ်တရိษံရော လူရောကြောက်တဲ့ခံစားချက်တွေဖြစ်ကြတာချင်းအတူတူဆိုပေမဲ့တရိษံကကြောက်စရာရှိရင်ကြောက်ပြီးပြီးသွားတယ် ါပေမဲ့လူကြတော့ကြောက်ပြီးကြောက်နေပြီးခေါင်းလေးဆွဲနေတဲ့အကြောင်းတရားကိုအစွဲမကျွတ်နိုင်ပဲဖြစ်နေတတ်တယ်။ဆိုလိုတာက အစွဲရှိပုံချင်းတူသလောက်အစွဲကြီးပုံချင်းကွာတယ်။လူစိတ်ဆိုတာတချို့ပညာရှင်တွေရဲ့အလိုအရာ ဒီလိုအစွဲကြီးတဲ့စိတ်မျိုးရှိလို့လေလူဆိုတာအသိဉာဏ်ရှိပြီးနင်းပညာနဲ့တိုးတက်အောင်လုပ်နိုင်စွမ်းရှိတာပါတဲ့အဲ့ဒီအယူအဆအမှန်သည်ဖြစ်စေမှားသည်ဖြစ်စေတေချာတဲ့အချက်တစ်ခုကဒီကနေ့ခေတ်လူသားတွေက ဟိုးယခင်သမိုင်းမတင်မီခေတ်ကလူတော်ဟာနဲ့အတူတူပဲနီးပညာဆိုတာကို တွေးခေါ်နိုင်စွမ်းရှိပြီးအသုံးချအောင်အသုံးချနိုင်စွမ်းရှိခဲ့ကြလို့သာဒီနေ့ဒီချိန်ဒီအချိန်နေရောက်အောင်လုပ်နိုင်ခဲ့တာပါ စေတလုံးပိုင်နဲ့စိတ်တကူပိုင်ရှင် မီဒီယာကိုအသုံးချပြီးနိုင်ငံရေးသမားတွေက လူတွေရဲ့စိတ်ကိုလှည့်စားကြတယ်။အရင်တုန်းကတော့အပြောကောင်းအဆိုကောင်းအဟောကောင်းနဲ့လူကြိုက်များအောင် လုပ်ရတယ်။အခုတော့ရုပ်ပြပြီးဆန်တောင်းယုံပဲလှည့်ခွက်တွေအမျိုးမျိုးထုတ်သုံးပြီးကြော်ညာတွေပိုစတာတွေနေရာတကာအရက်တိုင်းမှာတွေ့နေရအောင်လှုပ်လိုက်ကြတော့ဘယ်သူကမှမာယာပေါင်တွေကနေပြေးထွက်ခွင့်မရှိတော့ဘူး။ ကွန်ရက်ထဲညှိတွေ့ခြင်းမီဒီယာကွန်ရက်ကြီးတွေကလွတ်မြောက်ခြင်းမရှိတော့တဲ့အဆုံးမှာဘဝဆိုတာလှဲ့စားသူမာယာရှင်တွေရဲ့ချုပ်ကင်မှုအောက်စေလိုရာစေနေလိုရာနေရသလိုမျိုးဖြစ်သွားတယ်ကိုစိတ်နဲ့ကိုဖြစ်ခွင့်ရှင်တန်ခွင့်မရတော့ဘူးပုံစံကွက်ပုံစံကွက်အတွင်မရောက်ရောက်အောင်အတင်းသွတ်သွင်းခံရတယ်ခံစားချက်အတုတွေနဲ့ရှင်တန်ရတယ် ကိုယ်ပိုင်ဖြစ်မှုဆိုတာ မရှိတော့ပဲအများနည်းတူဖြစ်နိုင်မှဘဝဖြစ်လာတယ်အလွဲလွဲအချော်ချော် သိချင်းမသိချင်းနားလေချင်းမိုက်မဲချင်းဆိုတာတွေကရိုးရှင်းရမယ့်စံကျင်ဘက်သဘောတရားတွေဖြစ်ရမယ့်အစားရှုပ်ထွေးကုန်တယ်ကိုနဲ့အမြင်မတူရင်မသိသူနားမလဲသူ အနုံဆိုပြီးနာမည်ပေးတတ်ကြတယ်အမြင်မတူရင်အယူအဆချင်းနှိနှိုင်းရမယ့်အစားကိုနဲ့အဝေးဆုံးကို ပို့ပစ်လိုက်တယ်အတ္တနဲ့အတူခံစားချက် အာယုံစိတ်နေစိတ်ထားအတွေးအခေါ်အယူအဆတွေဖြစ်နေရင်မန်စိတ်ကြီးလာပြီး တလွဲတွေဖြစ်ကုန်တယ်အကြောင်းအကျိုးဆင်ကျင်နိုင်စွမ်းအားနည်းသွားတယ်တွေးခေါ်မျှော်မြင်မှုနဲ့သေးသိမ့်သွားတယ်ခံစားချက်ရဲ့ဝါမျိုးမှုကို ခံစားရတတ်တယ်မာနရဲ့ရိုက်ခတ်မှုကို အပြင်းအထန်ခံစားရတတ်တယ်အရှိကိုအရှိအတိုင်းမြင်သိနိုင်တဲ့ဉာဏ်နဲ့အတူခံစားတတ်မယ်အာယုံရှေးရှုမှုကောင်းမယ်စိတ်နေသဘောထားကြီးမယ်အတွေ့ကောင်းအယူကောင်းကို မြင်နိုင်မယ်ဆိုရင်တော့အကြောင်းအကျိုးဆက်ဆက်တွေးခေါ်တတ်လိမ့်မယ်အကျိုးဆက်ရလက်ကို ရှေးရှုတတ်လိမ့်မယ်ခံစားချက်တွေကိုဝေဖန်ပိုင်းခြားပြီးမာနကိုကောင်းကောင်းအသုံးချတတ်လာပါမယ်လွဲပြီးရင်လွဲဆိုလိုတာကအတ္တကြီးရင် တလွဲမာနာကြောင့်လုံးရလုံးမီလုံးရရှောက်လုံးမိပြီးပြဿနာတက်နိုင်တယ်ဒါပေမဲ့အရှိကို အရှိအတိုင်းမြင်ပြီးလက်ခံနိုင်တဲ့စိတ်မျိုးရှိရင် မာနကိုအတုံးချပြီးရလက်ကောင်ထွက်အောင်လုပ်နိုင်တယ်။အဆုံးသက်ရလက်ကိုမူတည်ပြီးဆုံးဖြတ်ချက်နဲ့ရလက်အပေါ်ပိုင်းဖြတ်ရတယ်။ယုတ်တိကြတဲ့အရှိသမားတွေက အလုတ်ပြီးဖို့စူးစားလှုပ်ချင်တဲ့ရည်တန်စိတ်မျိုးအားကောင်းတယ်။ပန်းတိုင်၊မှတ်တိုင်ခွဲချမ်းပြီး အလုတ်ကိုအဆင့်ခွဲလှုပ်တတ်တယ်။အဖွဲအစည်းအသင်းအပင်းနဲ့အတူပူပေါင်းလှုပ်ကင်တတ်ကြတယ်။အကောင်းဆုံးရလက်မထွက်မချင်းစူးစားဖို့ဆောင်တတ်ကြတယ်။ အကြောင်းထအတကြီးတဲ့တလွဲမာနာသမားတွေကြပြန်တော့အလုတ်ပြီးဖို့ထအလုတ်ကောင်းဖို့မျောလင်းတတ်တယ်အလုတ်လုတ်ဖို့ထအကျိုးပို့ဖြစ်ချင်တယ် မှားဖို့ဝန်မလေးဘူးအကြောင်းထက်အလွဲကိုအပြစ်အာနေချက်အဖြစ်မမြင်မဲပေါပေါတန်တန်နေရဲတယ်စိတ်ကူးရင်ဆန်တယ်မဖြစ်နိုင်တာကိုလုံနိုင်တယ်လို့မျိုးဟန်ဆောင်ကောင်းတယ်ဒေါသထွက်လွယ်တယ်လူချင်းစိတ်ကြီးတယ်လက်တွေ့ကြတဲ့အလုံးမျိုးထက်လေတဲ့အိမ်ဆောင်နေတာများတယ်ခံစားချက်ကိုရှိတမ်းတင်ပြီး ကိုယ့်အမှားကိုမမြင်နိုင်ဘူး ဘသူမဆိုအတ္တကြီးတဲ့တလွဲမာနသမားတွေဖြစ်နိုင်တယ်ဖြစ်လေဖြစ်နေတတ်တယ်ယုတ်တိကြတဲ့အရှိသမားလိုမျိုးဖြစ်ချင်းဖြစ်မယ်ဒါပေမဲ့စိတ်ခံစားချက်တွေရဲ့လှည့်စားမှုတွေကြောင့်ကိုကိုကိုဘာဖြစ်လို့ဖြစ်နေမှန်းမသိဘူးဆုံးဖြတ်ချက်တလွဲတွေအကြောင်းထက်ချမိနေမယ်နောင်ဓာတ်တွေရာထောင်ချီရှိနေပြီမဲ့မမှတ်ပဲလုံမီလုံရလုံချင်တိုင်းလုံနေတော့ နောက်ဆက်တွဲစိတ်ခံစားချက်ရဲ့စိစော်မှုနဲ့တက်ရောက်မှုကဆန်းတယ်အတိမတ်လို့တော့မရဘူးတသမတ်တည်းအမြဲဖြစ်နေတာမဟုတ်တော့ စိတ်ခံစားချက်ပြင်းလွန်းတဲ့အတ္တသမားကတခါတလေထင်မှတ်မထားတဲ့ဉာဏ်ကြီးရှင်လိုဖြစ်ချင်းဖြစ်လာနိုင်တယ်လို့အင်မတန်နားလည်ပေးတတ်တဲ့သူကရက်ဆက်ဖို့ဝန်မလေးတဲ့သူမျိုးဖြစ်ချင်းဖြစ်သွားတတ်တယ်။ဒါကြောင့်လူကဲခတ်တတ်ဖို့မလွယ်ပါဘူး။ကိုယ်ခံစားချက်နဲ့စိတ်နေစိတ်ထားကိုတောင်ကွဲကွဲပြားပြားနားလည်အောင်မကြိုးစားနိုင်သေးပဲတစ်ဖက်သားကိုနားလည်ခြင်းနေရင်လွဲနေပြီ။မော်ရီရှား အခုလိုဆရာမောရိရှားရဲ့လူသဘောလူမနောစာအုပ်ထဲကပင်ကိုစိတ်တဘာဝနိယာမဆိုသောဆောင်းပါးလေးကိုနားဆင်ပေးကြသောခလစ်ကတရားဟုတ်ခြင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရယ်ရှင်အားလုံးပဲအတိညာဘ ഹു တုတ္တများနိုင်စင်နဲ့အမြတိုးပွားနိုင်ကြပါစေရှင်